ခွန်ရှောင်ဖို့လေရင်စီးခဲ့ရတဲ့ iPhone တွေကြောင်းသိပြီလား Apple ဟာ Track ရဲ့အလွန်များပြားတဲ့တင်တွင်းကုန် Terrick ကိုရှောင်ကြဉ်ရဲ့ဘယ်တော့ရက်အနေအတွင်းမှာလေရင်6စီးနဲ့ပေါ့နော် Apple iPhone တန်ချိန်600ကိုအိန္ဒိယနိုင်ငံကနေအမေရိကန်နိုင်ငံအတွက်ကိုအမြန်ဆုံးတွင်းခဲ့ရတယ်လို့ဆိုပါတယ် iPhone တန်ချိန်600ဆိုတာကပေါ့နော် iPhone အလုံးရင်ပေါင်း1.5 million အထိရှိတယ်ဆိုတာလည်းသိရပါတယ်တခွန်တက်မှတ်ရမတိုင်ခင်တွင်းတင်တွင်းခွင့်ရခဲ့တဲ့ iPhone အလုံးရင်1.5 million ကိုအရင်ဈေးနဲ့ပဲရောင်းပေးမလား အခွန်တင်ပြီးမှရောင်းမလားဆိုတာကို Apple ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတဲ့သူတွေရှိပါတယ်။ဘာလို့ဆိုတော့အခွန်တင်ပြီးသားရောင်းမယ်ဆိုလို့ရှိရင် iPhone 13ရဲ့တန်ဖိုးဟာဒေါ်လာ2000ကျော်တိရောက်သွားမှာဖြစ်လို့ဖြစ်ပါတယ်။အမေရိကန်ရဲ့အိမ်အကျွေးစာချုပ်တွေဖြစ်တဲ့ Mortgage တွေအာပြီးတော့ကျွန်တော်အကျွေးစာချုပ်တွေကို Bond အနေနဲ့ထုတ်ရောင်းတဲ့ Treasury Bond ဆိုတဲ့ Bond တွေကိုအများဆုံးပိုင်ဆိုင်တဲ့ဂျပန်နဲ့အာတရုတ်ဟာအခုချိန်မှာသူတို့ဘက်ကယုံကြည်မှုမရှိတော့တဲ့အတွက်ပြန်လည်းထုတ်ရောင်းဖို့စတဲ့ခြေလှမ်းဆလာပါပြီ။ထို့ကြောင့်မလို့ဒီ Treasury Bond တွေထိုးချလာတာကိုမြင်ရပါတယ်။အခုကဲတော့ Treasury Bond တွေထိုးချလာခြင်းအားဖြင့် American ဟာစီးပွားပြတ်ကအကြီးကြီးကိုစိုက်သွားနိုင်ခြင်းရှိတယ်ဆိုပြီးတော့ဒီ Bond Sequestration Sequestration ကစားတဲ့သူတွေကပေါ့နော်။အာပြောနေပါတယ်။ China ကတော့ပေါ့နော်ဒီ Treasury Bond င်းနေအားလုံးတို့ပိုင်ဆိုင်တဲ့ဘီလီယံ800ကျော်လုံးကိုထုတ်ရောင်းလိုက်မယ်ဆိုလို့ရှိရင်အမေရိကန်ရဲ့အင်စီဈေးကွက်တစ်ခုစလုံး housing market ဒီတစ်ခုလုံးကပြတ်စီသွားနိုင်ပါတယ်။အာဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အနေနဲ့ပေါ့နော်။အားပါရစ်ဆက်ဖြစ်မလဲဆိုတော့စိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံအတွင်းမှာနိုင်ငံရေးခုံလုံးခွင့်နဲ့နေထိုင်နေသူများအပါအဝင် DP ပေါ့လို့ပေါ့နော် Green Card ရရှိဖို့ရန်အတွက်စောင့်မျှော်နေတဲ့သူများအတွက်သတင်းစိုးသတင်းတစ်ခုထွက်လာခဲ့ပါတယ်။ဒီနေ့မှာတော့ပေါ့နော်အမေရိကန်နိုင်ငံအတွင်းသို့ရောက်ရှိနေပြီးရက်30ကျော်ထိနေထိုင်နေတော့ကျွန်တော်ဒီ green card ပဲခြင်ထားတာပေါ့နော်ရာယာယီဆို permanent resident နဲ့ပဲနေနေနိုင်ငံသားမဟုတ်သေးဘူးဆိုလို့ရှိရင်အာဒီ federal government ဆီမှာ register လုပ်ကိုလုပ်ရပါမယ်လုပ်ပြီးလို့ရှိရင်ကိုယ်အသိစိတ်တဲ့ကိုနိုင်ငံတွေကနေအပြင်ကိုထွက်သွားရပါမယ်ဆိုတဲ့သင်ချက်တဲ့ဥပဒေတစ်ခုကိုအာဒီ NGO မှာပေါ့နော် first lady ရဲ့ပေါ့နော်ဟို spoke person ကပြောသွားပါတယ်အခုလိုဒီကိုယ့်ကိုယ်ကိုကိုယ်အသိစိတ်တဲ့ကိုမထွက်သွားဘူးဆိုလို့ရှိရင်ဒီ federal government ကနှင်ထုတ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့အနေနဲ့အာဒီပြင်းထန်တဲ့ပြမှု အပြင်ဒီငွေတန်းထောင်တန်းတွေပါပါလာမယ်ဆိုပြီးမှပေါ့နော်တင်းကျပ်စွာပြောခဲ့ပါတယ်အခုအတိစိတ်တဲ့ကိုထွက်သွားတဲ့သူတွေကတော့တစ်ချိန်မှာပေါ့နော် legally ပြန်ဝင်လာခွင့်ရှိတယ်ပေါ့နော်သူတို့ဘက်ကဆစ်ဆီးပြီးသွားရင် legally ပြန်ဝင်လာခွင့်ရှိတယ်ဆိုပြောထားပြီးတော့သူတို့ဘက်ကဒီပို့လောက်ရတယ်ဆိုလို့ရှိရင်နော်ဒီအမေရိကန်နိုင်ငံတွင်းကိုလုံးဝ permanent ပေါ့နော်ဝင်ခွင့်ကို blacklist အနေနဲ့ပိတ်လိုက်မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုအပြင်းပြင်းထန်ထန်ဒီနေ့ဥပဒေတည်ထုတ်ခဲ့ပါတယ်အမေရိကန်နိုင်ငံတွင်းမှာခေါရုံခွင့်နဲ့နေနေတဲ့သူအားလုံးအနေနဲ့ပေါ့နော်သူတို့ပြောတဲ့အတိုင်း federal government စီမှာ register လုပ်ဖို့ရန်ကျွန်တော်အနေနဲ့အသိပေးချင်ပါတယ်ခင်ဗျာ ကဲ iPhone တစ်လုံး330ဖြစ်တော့မယ်ဗျာ။ Trend အစိုးရအဖွဲ့ကတရုတ်ကိုဝန်ရင်ပေးထားတဲ့တရုတ်မှအမေရိကန်တင်ပြန်ကုန်တွေကို34ရာခိုင်နှုန်းထိအခွန်တိုးကောက်ထားတဲ့ဟာကိုမလျှော့ပေးဘူးဆိုလို့ရှိရင်သူတို့ဘက်က90ရာခိုင်နှုန်းတိုးမယ်ဆိုတဲ့ဟာကိုအသက်တွန်းလိုက်ပါပြီ။တရုတ်ဘက်ကလည်းလုံးဝမလျှော့နိုင်ဘူး။အဲဒီစီးပွားရေးစစ်ပဲဖြစ်ဖြစ်ဘာစစ်ပဲဖြစ်ဖြစ်အဆုံးထိတိုက်မယ်ဆိုတဲ့စကားကိုတရုတ်ဘက်ကပြောခဲ့ပြီးဖြစ်တဲ့အတွက်အမေရိကန်ကတရုတ်တင်တွန်းကုန်တရုတ်နိုင်ငံမှာထွက်တမြပစ္စည်းအလုံးအမေရိကန်နိုင်ငံနဲ့ဝင်မယ်ဆိုလို့ရှိရင်အခွန်100ရာနဲ့400ရာခိုင်နှုန်းတိုးကောက်မှာဖြစ်တဲ့အတွက် iPhone ပဲနေနေကင်မရာပဲနေနေတရုတ်နိုင်ငံအတွင်းမှာထုတ်မဲ့ပစ္စည်းအလုံးဟာအမေရိကန်နိုင်ငံထဲလို့သွင်းမယ်ဆိုလို့ရှိရင်ဒေါ်လာတွေနှစ်ဆနှစ်ဆတိုးသွားမှာဖြစ်ပါတယ်။တော့ဖြတ်ပြောလိုက်အောင်မယ်။စီးပွားရေးစစ်ပွဲတွေမဟုတ်ဘူးတတိယကမ္ဘာစစ်ပွဲဖြစ်နိုင်လောက်အောင်တရုတ်ကိုအမေရိကန်စော်ကားထားတဲ့အကြောင်းကျွန်တော်နောက်ဆုံးမှထည့်ပြောထားတယ်။တခြားလေးအဆုံးထိကြည့်ပေးပါနော်။ကျွန်တော်တို့ခုဒီ iPhone ထုတ်လို့ရေးအလုံးကိုလည်းအမေရိကန်နိုင်ငံအတွက်အမေရိကန်နိုင်ငံသားတွေအလုပ်ရအောင်လို့ဆိုပြီးတော့ကျွန်တော်အမေရိကန်နိုင်ငံမှာထုတ်ရမယ်ဆိုတဲ့စီကံချက်ထွက်လာပါတယ်။အဲ့ဒီတော့ဈေးတွေကတော့မိုးပေါ်ထောင်တက်တော့ပါမယ်။ အမေရိကန်ဒုတ္တမရဟာ live tv show ကြီးမှာတရုတ်နိုင်ငံကို peasant လို့ခေါ်လိုက်တဲ့ကိစ္စတရုတ်နိုင်ငံသားတွေအားလုံးကိုအစိုးရအားလုံးကိုဒေါသထွက်နေပါတယ် we borrow money from chinese peasants to buy the things those chinese peasants manufacture peasants ဆိုတာကစင်ရဲသားတောသားဆိုတဲ့စကားလုံးပေါ့နော်တရုတ်နိုင်ငံက peasant ဆိုပြီးမှသူတုံးလိုက်ပါတယ်အဲ့ဒီအတွက်စီးပွားရေးစစ်ပွဲကြီးပဲဖြစ်လာမလားကပ္ပစီးပွားရေးပြက်ကက်ကြီးပဲဖြစ်သွားမလားဆိုတာတော်တော်စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ် ဆပ်ပလိုက်ယာတွေနာမည်တက်ပြီးတဲဆောက်ခံရလို့ပြဿနာတက်နေတဲ့ Luxury Handmade Brand ကြီးတွေအကြောင်းသိပြီလားခု Trade Wise စပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီ Luxury Brand တွေဖြစ်တဲ့ LV, Gucci နဲ့ Hermes Store လိုမျိုးပေါ့နော်တကယ် Bargain Store လိုထိတ်ဆုံး Handmade Italy Luxury Brand တွေ Designer Brand တွေကို Supplier တွေက ဒီ Italy brand တွေ handmade brand တွေဆိုရဲဒီ LV တို့ Gucci တို့ Hermes တို့ကသူတို့ရဲ့ဒီပစ္စည်းတွေဟာတရုတ်မှာပေါ့နော်နောက်ဆုံး final stage ပြီးကန်ဒီတရုတ်မှာထုတ် ပြီးမှာပေါ့နော်ကျွန်တော်တို့ဒီ Italy ကိုပို့ပြီးမှာသူတို့နောက်ဆုံးအဆင့်လေးကိုပဲ Italy မှာ labels တွေ names တွေ barcode တွေတက်ပြီးမှာပြန်ထုတ်ရောင်းတယ်ဆိုတဲ့အာဒီ သတင်းကိုသူတို့က TikTok မှာတဲ့နာမည်တွေနဲ့ဆော်ပြီးတင်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့တကဘာလုံးမှာရှိတဲ့ဒီ designer brand crazy တွေတထေးတွေပေါ့နော်ဒီ designer brand မှာ designer brand သုံးတဲ့သူတွေတကယ့်ကို luxury sneaker hat တွေကိုပေါ့နော် LV sneaker တွေလုံးဝချိန်နေတတ်တဲ့ဒီ influencer တွေကစပေါ့နော်အဲ TikTok ပေါ်မှာတင်ပြီးတော့ပောက်ကွဲနေကြတာတွေတွေ့လာရပါတယ်ဒါကြောင့်မလို့ပေါ့နော်ဒီ သူတို့နိုင်ငံမှာတရုတ်ပြည်မှာထုတ်ခဲ့တဲ့ဈေးတွေကဒီဒေါ်လာ2သိန်းခွဲလောက်တန်တဲ့ဒီ Hermes ရဲ့ long walk crocodile skin နဲ့ထုတ်ထားတဲ့လုံးအမြင့်ဆုံးဒီ8တရဲ့ဈေးတန်ဖို့ဟာဆိုလို့ရှိရင်တရုတ်ပြည်မှာထုတ်မယ်ဆိုလို့ရှိရင်10ပုံ2ပုံတော့မကျဘူးဆိုတဲ့ဒီဈေးတွေကိုပေါ့နော်ဒီတရုတ် supplier တွေကတရက်ကြီးတဲကြီးပြောခဲ့တဲ့အတွက်ဒီ designer brand ဈေးကွက်ကြီးဘလို့ဆက်ဖြစ်သွားမလဲဈေးကွက်ကြီးဘလို့ပြတ်သွားမလဲဆိုတာကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ် အမေရိကန်နိုင်ငံအတွင်းမှာနိုင်ငံရေးခုံလုံးခွင့်နဲ့နေထိုင်နေသူများအပါအဝင်ဒီပီပေါက်လို့ပေါ့နော် Green Card ရရှိဖို့ရန်အတွက်စောင့်မျှော်နေတဲ့သူများအတွက်သတင်းစိုးသတင်းတစ်ခုထွက်လာခဲ့ပါတယ်ဒီနေ့မှာတော့ပေါ့နော်အမေရိကန်နိုင်ငံအတွင်းသို့ရောက်ရှိနေပြီးရက်30ကျော်ထိနေထိုင်နေတော့ကျွန်တော်ဒီ green card ပဲခြင်ထားတာပေါ့နော်ရာရီဆို permanent resident နဲ့ပဲနေနေနိုင်ငံသားမဟုတ်သေးဘူးဆိုလို့ရှိရင်အာဒီ federal government စီမှာ register လုပ်ကိုလုပ်ရပါမယ်လုပ်ပြီးလို့ရှိရင်ကိုယ်အသိစိတ်တဲ့ကိုနိုင်ငံတွေကနေအပြင်ကိုထွက်သွားရပါမယ်ဆိုတဲ့တင်းကျပ်တဲ့ဥပဒေတစ်ခုကိုအာဒီ NGO မှာပေါ့နော် first lady ရဲ့ပေါ့နော်ဟို spoke person ကပြောသွားပါတယ်အခုလိုဒီကိုယ့်ကိုယ်ကိုကိုယ်အသိစိတ်တဲ့ကိုမထွက်သွားဘူးဆိုလို့ရှိရင်ဒီ federal government ကနှင်ထုတ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့အနေနဲ့အာဒီပြင်းထန်တဲ့ပြမှု အပြင်ဒီငွေတန်းထောင်တန်းတွေပါပါလာမယ်ဆိုပြီးမှပေါ့နော်တင်းကျပ်စွာပြောခဲ့ပါတယ်အခုအတိစိတ်တဲ့ကိုထွက်သွားတဲ့သူတွေကတော့တစ်ချိန်မှာပေါ့နော် legally ပြန်ဝင်လာခွင့်ရှိတယ်ပေါ့နော်သူတို့ဘက်ကစစ်ဆေးပြီးသွားရင် legally ပြန်ဝင်လာခွင့်ရှိတယ်ဆိုပြောထားပြီးတော့သူတို့ဘက်ကဒီပို့လောက်ရတယ်ဆိုလို့ရှိရင်နော်ဒီအမေရိကန်နိုင်ငံတွင်းကိုလုံးဝ permanent ပေါ့နော်ဝင်ခွင့်ကို blacklist အနေနဲ့ပိတ်ပလိုက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအပြင်းပြင်းထန်ထန်ဒီနေ့ဥပဒေတည်ထုတ်ခဲ့ပါတယ်အမေရိကန်နိုင်ငံတွင်းမှာခေါရုံခွင့်နဲ့နေနေတဲ့သူအားလုံးအနေနဲ့ပေါ့နော်သူတို့ပြောတဲ့အတိုင်း federal government စီမှာ register လုပ်ဖို့ရန်ကျွန်တော်အနေနဲ့အသိပေးချင်ပါတယ်ခင်ဗျာ ကဲ iPhone တစ်လုံး330ဖြစ်တော့မယ်ဗျာ။ Trend အစိုးရအဖွဲ့ကတရုတ်ကိုဝန်ရင်ပေးထားတဲ့တရုတ်မှအမေရိကန်တင်ပြန်ကုန်တွေကို34ရာခိုင်နှုန်းထိအခွန်တိုးကောက်ထားတဲ့ဟာကိုမလျှော့ပေးဘူးဆိုလို့ရှိရင်သူတို့ဘက်က90ရာခိုင်နှုန်းတိုးမယ်ဆိုတဲ့ဟာကိုအသက်တွန်းလိုက်ပါပြီ။တရုတ်ဘက်ကလည်းလုံးဝမလျှော့နိုင်ဘူး။အဲဒီစီးပွားရေးစစ်ပဲဖြစ်ဖြစ်ဘာစစ်ပဲဖြစ်ဖြစ်အဆုံးထိတိုက်မယ်ဆိုတဲ့စကားကိုတရုတ်ဘက်ကပြောခဲ့ပြီးဖြစ်တဲ့အတွက်အမေရိကန်ကတရုတ်တင်တွန်းကုန်တရုတ်နိုင်ငံမှာထွက်တမြပစ္စည်းအလုံးအမေရိကန်နိုင်ငံနဲ့ဝင်မယ်ဆိုလို့ရှိရင်အခွန်100ရာနဲ့400ရာခိုင်နှုန်းတိုးကောက်မှာဖြစ်တဲ့အတွက် iPhone ပဲနေနေကင်မရာပဲနေနေတရုတ်နိုင်ငံအတွင်းမှာထုတ်မဲ့ပစ္စည်းအလုံးဟာအမေရိကန်နိုင်ငံထဲလို့သွင်းမယ်ဆိုလို့ရှိရင်ဒေါ်လာတွေနှစ်ဆနှစ်ဆတိုးသွားမှာဖြစ်ပါတယ်။တော့ဖြတ်ပြောလိုက်အောင်မယ်။စီးပွားရေးစစ်ပွဲတွေမဟုတ်ဘူးတတိယကမ္ဘာစစ်ပွဲဖြစ်နိုင်လောက်အောင်တရုတ်ကိုအမေရိကန်စော်ကားထားတဲ့အကြောင်းကိုကျွန်တော်နောက်ဆုံးမှထည့်ပြောထားတယ်။တခြားလေးအဆုံးထိကြည့်ပေးပါနော်။ကျွန်တော်တို့ခုဒီ iPhone ထုတ်လို့ရေးအလုံးကိုလည်းအမေရိကန်နိုင်ငံအတွက်အမေရိကန်နိုင်ငံသားတွေအလုပ်ရအောင်လို့ဆိုပြီးတော့ကျွန်တော်အမေရိကန်နိုင်ငံမှာထုတ်ရမယ်ဆိုတဲ့စီကံချက်ထွက်လာပါတယ်။အဲ့ဒီတော့ဈေးတွေကတော့မိုးပေါ်ထောင်တက်တော့ပါမယ်။ အမေရိကန်ဒုတံတမရဟာ live tv show ကြီးမှာတရုတ်နိုင်ငံကို peasant လို့ခေါ်လိုက်တဲ့ကိစ္စတရုတ်နိုင်ငံသားတွေအားလုံးကိုအစိုးရအားလုံးကိုဒေါသတွက်နေပါတယ် we borrow money from chinese peasants to buy the things those chinese peasants manufacture peasants ဆိုတာကစင်ရဲသားတောသားဆိုတဲ့စကားလုံးပေါ့နော်တရုတ်နိုင်ငံက peasant ဆိုမှသူတုံးလိုက်ပါတယ်အဲ့ဒီအတွက်စီးပွားရေးစစ်ပွဲကြီးပဲဖြစ်လာမလားကပ္ပစီးပွားရေးပြက်ကက်ကြီးပဲဖြစ်သွားမလားဆိုတာတော်တော်စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်